မင်္ဂလာပါရှင်မောတော့ချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်စစ်ကုန်းနိုင်ငံဟာမြန်မာနိုင်ငံငလင်ပေးအတွက်အပြက်စီးတွေကြာပိတ်မိနေသူတွေရှောက်ဖိနိုင်အောင်ဆက်ရုပ်ပိုးဟက်တွေကိုပိတ်ပို့ခဲ့တယ်လို့သိရပါတယ်ရှင်အဲ့ဒီဆက်ရုပ်ပိုးဟက်တွေကဘယ်လိုဆက်ရည်မျိုးတွေရှိနေမလဲဆိုတာကိုဒီရုပ်သံဖိုင်ထဲမှာပြပြပေးပါမယ်ဒီအစီအစဉ်လေးစတင်ခြင်းကျမတို့ရဲ့ channel လေးကိုလိုက်ရန် subscribe လေးရှယ်ပေးပါဦးပရိသတ်ကြီး င်ကမ္ဘူနိုင်ငံဟာမြန်မာနိုင်ငံမှာမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အပြက်စီးတွေအောက်ပိတ်မိပြီးအသက်ရှင်နေသူတွေကိုရှာဖွေနိုင်အောင်ကူညီပေးဖို့ဆက်ရုပ်ပိုးဟပ်အင်းဆက် hybrid robot ဆေးကောင်ကိုမြန်မာနိုင်ငံကိုပေးဖို့စီလွတ်သားမယ်လို့သိရပါတယ်ရှင်။စင်ကာပူနိုင်ငံဟာမြန်မာနိုင်ငံကို cyber ပိုးဟပ်အင်းဆက်ကောင်တွေကိုပထမအဦးဆုံးအကြိမ်စီလွတ်ခဲ့တာဖြစ်ပြီး မြေပြင်မှာရှာဖွေကယ်ဆယ်ရေးလုပ်နေသူတွေကို အထောက်ပံ့ဖြစ်စေဖို့ရည်ရွယ်တာမျိုးဖြစ်စေပါတယ်။အဲ့ဒီ cyber ပိုဟက် inset အကောင့်တွေဟာလူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကိုပံ့ပိုးကူညီပေးနိုင်အောင် inset hybrid robot တွေကိုကမ္ဘာမှာပထမအုပ်ဆုံးဖြတ်ကျက်ထားတာလို့လဲဆိုပါတယ်။ Houghton Science and Technology Agency နဲ့နေရင်တက် Clinton GK University အပြင် Clark Engineering and Solution တို့ပူးပေါင်းပါဝင် ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးနောက်စင်ကာပူအစိုးရဟာစင်ကာပူအရက်ဖက်ကာကာယီအဖွဲ့ SCDF အဖွဲ့ဝင်80ဦးနဲ့အတူရှားဝေကစဲရီခွေးတွေကိုမြန်မာနိုင်ငံကိုကနဦးစေလွတ်ခဲ့ပြီး AB 3ရက်နေ့မှာဆက်ရုပ်ပိုးဟက်တွေကိုမြန်မာနိုင်ငံထံထပ်မံစေလွတ်ခဲ့တာဖြစ်ပါတယ်ရှင် ဲ့ဒီ insect hybrid robot ပိုဟက်အကောင်တွေဟာအရှိ6 cm ရှိပြီးပိုဟက်တကောင်စီမှာအနီရောင်အောက်ရောင်ကြီးသုံးကင်မရာငယ်တွေနဲ့အာရုံခံကြိယာများတက်ဆင်ထားပြီးအဲ့ဒီပိုဟက်အကောင်တွေရဲ့အရေအစကြောင့်ရှားဖွေကယ်ဆယ်ရေးသမားတွေနဲ့ရှားဖွေကယ်ဆယ်ရေးခွေးတွေမရရှိနိုင်တဲ့ကျင်းမြောင်းတဲ့နေရာတွေကိုရရှိနိုင်စွမ်းရှိနေပြီးအင်ဂျင်နီယာတွေဟာဆက်ရုပ်ပိုဟက်များရဲ့ ှုပ်ဆောင်မှုများကိုအဝေးမှလှုပ်ဆောင်ဖို့ညှဉ်းချဖို့တင်းငယ်တဲ့လျှက်ကိုပစ္စည်းကိုအသုံးပြုထားပါတယ်။ဒါပြင် machine learning စနစ်ဟာ robot ပုံဟက်ရဲ့အာရုံခံကိရိယာတွေကနေအချက်အလက်များကိုပိုင်းခြားစိုက်ဖြာခြင်းသက်ရှိလက္ခဏာများကိုစကင်ဖက်က အရင်းမြစ်များကို ရှော်နေစွာခွဲခြားပြီးမြေပြင်ရှိအဖွဲထံသို့ကျိုးမဲ့စနစ်နဲ့ပြဖို့နိုင်စွမ်းရှိပါတယ်ရှင်။ cyber control ချက်ဆိုတာ ဤပညာကိုပေါက်ဆက်ပြီးဖန်တီးထားတဲ့ဆက်ရုပ်ထည့်ထားတဲ့တိလိစံပုံစံတစ်ခုပါ။ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုတစ်ခုမှာသက်ရှိတစ်ခုနဲ့ဆက်ပစ္စည်းပေါက်ဆက်ထားပါတယ်။ရိုဘော့ဖိုဟက်တကောင်ရဲ့ခန္ဓာကိုယ်ထဲမှာလျှက်စစ်စနစ်မိုက်ခရိုကွန်ထရိုလာဘက်တီထည့်သွင်းထားပြီးအင်တာနာတွေနဲ့ဒါရိုက်ဆင်းကွန်ထရိုးစနစ်တွေကိုပေါက်ဆက်ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်ရှင်။အဲ့ဒီ సై ဘော့ဖိုဟက်ကောင်တွေကို ငရင်လှုပ်ခတ်ပြီးနောက်ပြုတ်ချခဲ့တဲ့အဆောက်အဦတွင်မှရှောက်ဖေးကစဲရေးလုပ်ငန်းမှာအတုံးပြုတ်ဖို့ညဉ့်ဉန်းတဲ့နေရာတွေမှာတဘာဝအခြေအနေတွေကိုတိုက်တာဖို့ရည်ရဖန်တီးတာမျိုးဖြစ်ပြီးစိုက်ဘော့ဆိုတာကစိုက်ဘာနစ်တစ်အော်ဂဲနစ်ရဲ့အတူကားဖြစ်ပြီးတက်စီတကောင်ဥပမာလူတလစ်ဆန်ကိုစက်ပစ္စည်းတွေနဲ့ပေါက်ဆက်ထားတဲ့အရာကိုဆိုလိုပါတယ်စိုက်ဘော့ဟာတဘာဝ biological system နဲ့စက်ရုပ်နည်းပညာတွေပေါက်ဆက်ထားတဲ့ အသက်ရှင်နေတဲ့အရာဝတ္ထုတစ်ခုဖြစ်ပြီးလူခန္ဓာကိုယ်ထဲမှာပိတ်ထားတဲ့အာယုန်ခံစနစ်တန်လိုက်မရှင်းအန်တို့ပါဝင်ပြီးစင်ကာပူနိုင်ငံဟာစိုက်ဖို့ဘိုဟက်ကောင်တွေကို2026ခုနှစ်မှာဖျက်ချက်ချထားမှုမူလကစစ်စင်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့မြမငလင်ပေးအတွက်ဖျက်ချက်စီလုပ်ဖို့စစ်စင်ထားခဲ့တာပဲဖြစ်ပါရဲ့ရှင်88အဖွဲ့အင်ဂျင်နီယာဖြစ်သူ ဟွန်ကာဟင်ကတဘာဝဘေးအန္တရာယ်စုံတဲ့ကိုတောရောက်ချိန်တွင်လမ်းတွေဟာ အကွဲပြီးလမ်းတွေကိုရှောင်လဲသွားခဲ့ရတယ်။လူတွေဟာလမ်းတွေအပေါ်မှာအိပ်စက်နေပြီးအိမ်မနေထိုင်တာမျိုးတွေကိုလည်းတွေ့မြင်ခဲ့ရတယ်။အဲ့ဒါက Mkhan တွေ့ကြုံတစ်ခုပါပဲလို့ကြောက်ပြလာပါတယ်ရှင်။မြန်မာနိုင်ငံမှာအင်အားဖြင့်ငရင်လောက်ခတ်ခဲ့ပြီးနောက်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တရုတ်ရုရှားအပါအဝင်နိုင်ငံအစုဟာစာပေကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွတ်ခဲ့ပြီး အဲ့ဒီအဖွဲတွေနဲ့အတူစာပွဲကင်ဆယ်ရေးခွေးတွေလည်းပါဝင်ခဲ့ပြီးပြည်တွင်းနဲ့နိုင်ငံတကာစာပွဲရေးကင်ဆယ်ရေးအဖွဲတွေရဲ့ကေတင်မှုတွေကြောင့်လူပေါင်း600ကျော်ကိုပြန်လည်စာတွေ့ကေတင်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။စင်ကာပူနိုင်ငံကင်ဆယ်ရေးအဖွဲနဲ့တူအသုံးပြုမဲ့ဆက်ရုပ်ပိုးဟက်တွေဟာအပျက်စီးတွေကြားမှာစစ်ဆေးရှာဖွေမှုတွေကိုပုံမလုံးဆောင်နိုင်ပြီးခံမန်းစီအပြင်အပျက်စီးတွေကြားမှာအနည်းဆုံး45မိနစ်ကြာနေထိုင်ရှာဖွေနိုင်စမ်းရှိပြီး မြမငလီကယ်ဆယ်ရေးအတွက်စင်ကာပူကယ်ဆယ်ရေးအဖွဲ့နဲ့တူပါလာမယ်ဆရုပ်ရိုဘော့ဟာရှားဝေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာဘယ်လိုဆက်ဆောင်ရေးကောင်းနေပြသနိုင်မလဲဆိုတာစိတ်ဝင်စားဝယ်ကောင်းနေပြီးလူအများစိတ်ဝင်စားမှုမြင့်တက်နေပါတယ်ရှင်